အခြေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့음ဇာတိစိတ်နဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းမချီးမွမ်းနိုင်တဲ့အခြေအနေတွေရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒီနေ့မှာဒီစီစဉ်မှာချီးမွမ်းရတော့အခွင့်ရလို့တကယ်ပဲဖခင်ကိုကျေးဇူးတော်ချီးမွမ်းတယ်ဇာတိဒီနေ့မှာချီးမွမ်းတည်ဆိုခြင်းနဲ့တခြင်းလေးရတော့တေးရေးစုကနန်းရေးဆက်ထားတဲ့နာညောင်းမူပါဆွဲခြင်းလေးနဲ့ချီးမွမ်းတည်ဆိုခြင်းပါတယ် တရားများနဲ့ပြေနံနေတဲ့သင်္ခါရတရားနဲ့မကွေအဆုံးစမရှိတဲ့ဒုက္ခကြောင့်နေတန်စီဖို့မလွယ်နေရတိုင်းကအဖြစ်ပြက်တွေလေရှင်ဖို့ရလာတကယ်လို့ပဲကိုရှောင်မဲ့ဘဝရဲ့ Gracias.